ီဘက်ပြည်သူများကိုကျမစိတ်မကောင်းစရာသတင်းလေးတစ်ခုကိုပြောပြရပါမယ်ရှင့်မိတီလာမှာဖြစ်သွားတဲ့အမှုကိစ္စလေးဖြစ်ပါတယ်အဲ့ဒီအမှုလေးကိုကျမအယုံဆုံးဖတ်ပြပါမယ်ရှင့်မန္တလေးတိုင်းမိတီလာမြို့နယ်ကွက်ငယ်အုပ်စုစံပြတဟတ်တွန်းကြီးရွာမှာဆိုရင်၃နှန်းကျောင်းသူကလေးမလေးတူပါပြန်ဆုံးသွားခဲ့ပါရှင့် ဒီကလေးမလေးပြန်ဆောင်သွားပြီးတဲ့9ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ17ရက်နေ့မှာကလေးမလေးရဲ့အလားကိုပြန်လည်တွေ့ရှိခဲ့တယ်ဆိုပြီးသိရပါတယ်ရှင်။ကလေးမလေးရဲ့မိဘတွေအားဆိုရင်အထိုင်းမှာလုံလုံနေရဖြစ်ပြီးတော့သူကအဖွားဖြစ်သူအကိုဖြစ်သူနဲ့အတူနေထိုင်နေဆိုပြီးသိရပါတယ်ရှင်။ဒါအပြင်ကျေးရွာမှာနေထိုင်တဲ့ကလေးတွေရဲ့ထုံးစံအတိုင်းတစ်ခါတလေအိမ်ပြင်မှာထွက်ပြီးတော့ကစားတတ်တယ်ဆိုပြီးတော့လည်းသိရပါတယ်ရှင်။ကလေးမလေးရဲ့ရှုံလောင်းကိုအဲ့ဒီကြေးရွာရဲ့တုံ့တန်လေးမှာတွေ့ရှိရလို့သိရပါရှင့်ကလေးမလေးရဲ့အလောင်းတွေ့ရတဲ့အချိန်မှာတော်တော်ကိုပြက်စီးပြီးတော့ပုံပွားနေပြီလို့သိရပါရှင့် စိတ်ကြောင်းတဲ့သူကတဲ့အပုံနဲ့ရတဲ့အတွက်သွားကြည့်ရဲ့အခါမှာအထုပ်လေးထုပ်တွေ့ရပေါ့နော်အဲ့ဒီမှာပဲသွားဖြည့်ကြည့်လိုက်တော့လူဖြစ်နေရပေါ့ရှင်လူအလောင်းဖြစ်နေတဲ့အတွက်ရဲစခန်းအကြောင်းကြားတယ်အဲ့ဒီကနေမှကလေးမလေးရဲ့အလောင်းဆိုပြီးသိရတာပါရှင့် ဒီမူမှာထူးခြားချက်အနေနဲ့ကတော့ကလေးမလေးရဲ့အလောင်းပေးမှဆိုရင်သူ့ရဲ့ဖက်နက်လေးနဲ့ကိုမဘူးကိုချပေးသွားတယ်လို့သိရပါတယ်ရှင်။လက်ရှိမှာဆိုရင်ကလေးမလေးရဲ့ရုံလောင်းကိုမိတီလာပြည်သူစေယုံမှာပို့ဆောင်ပြီးတော့ရှင်ခွဲစစ်ဆင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ဘာကြောင့်တတ်ခံရတယ်ဆိုတာလေးကိုထုတ်ပြန်ထားတာမရှိသေးဘူးပေါ့နော်။ထုတ်ပြန်ချက်လေးရှိလာပြီဆိုတော့ကျွန်မမိဘပြည်သူများအပြည့်အစုံပြန်လည်တင်ပြပေးပါမယ်ရှင်။ကျမအနေနဲ့အခုလိုမျိုးသတင်းတွေကိုမိဘပြည်သူများသိအောင်လို့ပေါ့နော်တွေ့တိုင်းတင်ဆက်ပေးနေရတာက ကလေးတွေအခုရက်ပိုင်းနေမှာအခုကာလပိုင်းနေမှာကျမတို့သတိထားမိနေရပါတော့ကျမတို့တရင်သမားတွေဆိုတော့တရင်အစုံသိနေရတာဆိုတော့လေမိဘပြည်သူများတော့ကိုယ့်ရက်ွက်တွေမှာတောင်းတောင်းကြုံမှုတာရှိချင်မှရှိမှာပေါ့နော်ကျမတို့ကတနင်္ဂနွေလုံးတိုင်းတာနဲ့တရင်တွေသိနေရတာဆိုတော့လေတော်တော်ပျောက်ဆုံးပြီးတော့ရက်ဆက်စွာတက်ဖြတ်ခံရတဲ့ကိစ္စရဲ့ဇာတိုက်ဖြစ်ပေါ်နေပါရဲ့။ဒါကြောင့်ကလေးတွေအပြင်းသွားတာပဲဖြစ်ဖြစ်ကြောင်းသွားတာပဲဖြစ်ဖြစ်ကျူရှင်သွားတာပဲဖြစ်ဖြစ်အဖော်ပေါင်းလေးနဲ့လှုပ်ပေးပါနော်။ဖြစ်နိုင်တော့မိဘကအုတ်ထိန်သူကအကျိုးဖို့လှုပ်ပေးနိုင်အကောင်းဆုံးပါရှင့်။ ီလိုရက်ဆက်ရုံမှာလောက်ရက်တွေကိုလည်းနောက်ပိုင်းလူတွေကလှုပ်လာကြပြီရှင်အရင်ကဆိုရင်ကလေးဆိုတာကဟိုဒုက္ခပေးရမယ်လို့လည်းဘယ်သူမှမမတွေးလဲမတွေးကြအောင်ဘောလှုပ်လဲမလှုပ်ကြအောင်ဘောနော်အခုနောက်ပိုင်းကျတော့လူတွေကလူစိတ်ပြောက်သွားလားမသိပါဘူးရှင်အဲ့လိုမျိုးကလေးအရွယ်လေးတွေကိုဒုက္ခပေးတာတွေသူတို့ဆိုအဲ့လိုမတရားလှုပ်တာမတရားပြုတ်ကျင်တာရေဘောရှင်အဲ့လိုကိစ္စတွေရှင်မတကယ်မကြောက်ဝမနာတာကိစ္စတွေအစားပြုတ်လှုပ်လာကြပါရှင်တော်တော်လူစိတ်ပြောက်ပြီးတော့တရိษံစိတ်တွေပောက်တယ်ပဲပြောရမလားတရိษံထံအောင်ဆိုပါရှင်တရိษံထံအောင်အဲ့လိုမလှုပ်ဘူးထင်တာပဲကျမတော့လေ အဲ့လိုပေါ့နော်ဒီတော့အဲ့လိုကိစ္စရဖြစ်နေတဲ့အတွက်မိဘတွေကအတက်နိုင်ဆုံးဆင်ကျင်ပေးပါရှင့်ဒါကြောင့်ရှက်ဆက်ရုပ်မာတဲ့သူတွေကလောကကြီးမှာတကယ်ရှိနေပါပြီ။မိဘအချင်းချင်းလည်းကိုကြီးဆောက်ရှောက်ဖို့လိုပါတယ်။သူ့သားသမီးကိုသားသမီးမခွဲပဲပေါ့နော်။ကိုကြီးဆောက်ရှောက်ပေးကြပါ။ကိုရက်ွက်ထဲမှာကလေးရှိရဲဆိုဘလို့ပဲဖြစ်ကိုမက်ဆေ့ချ်ရှိမှရှိလာကြုံလာရဲဆိုရင်ကိုကြီးဆောက်ရှောက်ပေးကြပါလို့လည်းကျွန်မအနေနဲ့မိဘပြည်သူများအားလုံးကိုတိုက်တွန်းနှိုးဆော်ချင်ပါတယ်ရှင့်။ကလေးတွေကိုအားလုံးကဝိုင်းဝန်းဆောက်ရှောက်ကြမယ်ဆိုရင်တော့မတမာတဲ့သူတွေလက်ထက်ကနေပြီးတော့ကင်တင်နိုင်တာပေါ့ရှင့်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ကလေးတွေရဲ့ရက်ဆက်စွာတိတ်ဆုံးရမှုတွေကိုကျမတို့ဒီလိုမျိုးပေါ်ရှင်မြင်တွေ့နေရမှာဖြစ်ပါတယ်ရှင့်ဒါလေးကတော့ကျမတို့လည်းကိုယ်တိုင်စ조사လို့ရတဲ့ကိစ္စလည်းမလို့ပြောပြတာပါတချို့ရရှိရလေကို့အိမ်မှာကို့အမြဲနေနိုင်တယ်ကို့ကလေးကိုစောင့်ရှောက်နိုင်တယ်ပေါ့နော်ကို့ပေးအိမ်ကကလေးရကြတော့မိဘကမရှိဘူးမစောင့်ရှောက်နိုင်လို့ဆိုရင်ကို့ကအတက်နိုင်ဆုံးစောင့်ရှောက်ပေးလိုက်ပေါ့ရှင့်ဒါလေးကိုပြောချင်တာပါဒါဆိုရင်တော့ဒီကလေးအနေရဖြစ်သွားတာမျိုးမကြုံတော့ဘူးရှင်မကြုံအောင်ကိုကဆောက်ရှောက်ပေးလိုက်နိုင်တာပေါ့ဘယ်လိုဖြစ်ကုသိုလ်လည်းရပါတယ်ရှင်လူတယောက်ကိုကုညီဆောက်ရှောက်တာဟာ ကာကွယ်ပေးတာဟာကုသိုလ်ဖြစ်တဲ့ကိစ္စလေးပါရှင့်ဒါလေးကိုကျွန်မတိုက်တွန်းချက်ပါရရှင်။ကျမတို့အချင်းချင်းဆောင်ရှောက်မှာပဲရမှာပါရှင့်။ကျမတို့အားလုံးရဲ့ကလေးတွေကိုကျမတို့အားလုံးကပဲဝိုင်းဝန်းဆောင်ရှောက်ကြမှာပဲဒီကလေးတွေအနေနဲ့ကင်းတော့မှာပါရှင့်။ဒါလေးကိုကျွန်မတိုက်တွန်းပြောကြားလိုက်ခြင်းပါတော့ရရှင်။